င်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေနော်ပိုင်ရဲကုန်မြန်နာမြေပိုင်ကုန်တကြလုံးအားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့က7ရက်7ရက်လေးလ2025ပါနော်ဒီနေ့ကတော့နိုင်ငံရေးအကြောင်းလေးပဲပြောပါမယ်နိုင်ငံရေးအကြောင်းလေးဆိုတော့ဒီပရိုက်တာအဲပရိုက်တာမခိုင်နေဝေပေါ့မခိုင်နေဝေတို့နဘိုးအိန်းတို့နောက်တစ်ခါကျတော့ကိုမင်းထွန်းတို့ကိုထွန်းမင်းလာသူတို့နော်ဖြူဖြူထွေးတို့နောက်တစ်ခါကျရှိပါတယ်ဟိုမွတ်စလင်ကလားလေးမွတ်စလင်ကလားလေးပုတုပုတု အဲသူလည်းသူတို့လည်းဒါသူလည်းသူတို့ဆိုသူတို့နိုင်တယ်လားပေါ့ဒါအဓိကတော့ဟိုစိတ်ဒီတွေလည်းအများကြီးထွက်ကြပါတယ်ဒါစိတ်ဒီတွေအများကြီးထွက်ကြပါကျွန်တော်တွေ့ပါတယ် line ပေါ်မှာအဲတော်တော်များများထွက်ကြတယ်နော် line နာရကိုကြီးတို့နောက်ကပါတော်တော်များများများပါတယ်ကျွန်တော်ဒါမှတ်မိတဲ့လောက်မြင်တဲ့လောက်လေးတွေကျွန်တော်ပြောတာထွက်တဲ့သူတွေကတချို့နာမည်တွေမသိရတဲ့လူများတယ်အဲ့တော့မြန်မာနိုင်ငံမှာဘာဖြစ်နေလဲဆိုတော့ brighter ကဟို ဝိုင်းဝဲကူညီမှုကတအားအားကောင်းလာတယ်နော်ပြည်သူပြည်သူချင်းကူညီတဲ့နေရာမှာတအားအားကောင်းလာတယ်အဲ့အားကောင်းလာတာကိုဘယ်သူတွေအခွင့်ကောင်းတယ်ဆိုတော့နိုင်ငံရေးသမားတွေအခွင့်ကောင်းယူလာတယ်နိုင်ငံကိုပြည့်စည်ဖို့အတွက်ကအမျိုးမျိုးကြံစည်နေတဲ့လူတွေအတွက်ကအခွင့်ကောင်းတစ်ခုဖြစ်လာတယ် တဆိုးရကမလုံလုံဆောင်တာမလုံဆောင်တာပြီးသူပြီးသူချင်းချင်းပြန်လုံဆောင်လာတဲ့ခါကြတော့ခါကြတော့ဘာဖြစ်လာလဲဆိုတော့မလိုတဲ့စိတ်တွေဟိုဒီနိုင်ငံထဲမှာနေနေတဲ့သူတွေကအမှန်ကတော့အကုန်လုံးကတော့အစင်ပြေနေကြတာမဟုတ်ဘူးဗျအစင်ပြေနေကြတာမဟုတ်တယောက်တစ်ခေါက်တယောက်ကူညီနေကြတာဒါကိုနိုင်တချို့နိုင်ငံရေးသမားတွေကလည်းမနှိမ့်မြို့တာရှိတယ်နိုင်ငံကြီးမှာဒီစေစုရဲ့အောက်မှာဒီလိုပြေးလဲနေတာဟိုကသူတို့တွေကမနှိမ့်မြို့တာဖြစ်တယ်နော် သူတို့စေအစိုးရကိုသူတို့မကျေနပ်ဘူးဟာလားစေကောင်စီကိုမကျေနပ်ဘူးဆိုလို့ရှိရင်သူတို့ပဲတိုက်ပါသူတို့ပဲဒါလှုပ်ဆောင်မမဟုတ်ဘူးအခုကဘာဖြစ်လဲဆိုပြည်သူပြည်သူချင်းပြန်ပြီးကာကွယ်ဆောက်ရှောက်ပေးနေကြတဲ့ပရိဒတ်သမားတွေကိုခေါင်းစဉ်တက်လာကြတယ်နော်အမျိုးမျိုးခေါင်းစဉ်တက်လာကြတယ်အဲစေကောင်စီအောက်မှာလုံနေတဲ့ပရိဒတ်သမားတွေဆိုပြီးတော့ခေါင်းစဉ်တက်လာတဲ့တမျိုးနောက်တစ်ခါကျတော့အဲငွေကြေးပုံမှာအလွယ်ဆုံးသားလောက်တယ်လို့ဘာလို့ညာတော့အများကြီးအများကြီးဒါခေါင်းစဉ်တိုက်ပြီးတော့နိုင်ငံကိုစိတ်ဝမ်းကွဲဝါအောင် နောက်တစ်ခါကျတော့လူတန်းတဲ့သူတွေလုံဆောင်ပေးတဲ့သူတွေအတွက်အဆင်မပြေလာအောင်ဆိုပြီးနိုင်ငံရေးလုံဆောင်မှုတွေတအားကြီးပါလာဒါတော့ကျွန်တော်ပြည်သူအနေနဲ့တတိချက်တင်တယ်နော်တတိချက်တင်တယ်တတိထားတင်တယ်ဒါတွေကကျွန်တော်တို့ဟိုတစ်ဖက်သူကနိုင်ငံရေးနဲ့လှုပ်ွက်တင်နဲ့လှုံနေတယ်နိုင်ငံတော်ပြည့်စည်ဖို့အတွက်နိုင်ငံထဲမှာရှိတဲ့ပြည်သူတွေစိတ်တော့ကပြည်သူတွေအယံဒုက္ခရောက်ဖို့အတွက်ဒါဟို သူတို့လုံးစုံနေဖြစ်တယ်ကျွန်တော်တို့တွေကတော့ဒါကျွန်တော်တို့ထားလိုက်ပါတော့ကျွန်တော်ထားလိုက်ပါတော့ဆိုတော့ဘာဖြစ်လို့ဆိုတော့အနုပညာတော့လုတ်ခဲလုတ်တယ်ဆိုပေမဲ့အနုပညာလုတ်ခဲဆိုမှာအဲ့လောက်ထိအောင်မြင်မှုမရှိတဲ့အခါကျတော့ဒါကျွန်တော်အနုပညာဘက်ကိုဖယ်ထားလိုက်ဒီဘက်မှာသူတို့မြင်တာကျတော့ဘောင်းမဆိုပြီးတော့မြင်ကြတယ်ဘာမှဆိုပြီးမြင်ကြတဲ့အခါကျတော့ကျွန်တော်တို့ကသွားတဲ့လာတဲ့အခါဒီ pride ကလုတ်တဲ့အခါတောင်မှသွားတဲ့လာကမှအသက်အန္တရာယ်နေတောင်မှကျွန်တော်တို့ကစိုးရိမ်နေရတယ်ကြောက်ရွံ့နေရတယ်အဲဒါမျိုးတော့ရှိတယ် နော်အဲ့လိုမျိုးရှိတော့ဒါမဲ့ကျွန်တော်တို့ကလည်းဘာဖြစ်လဲကျွန်တော်တို့ရဲ့ခေါင်းထဲမှာကျွန်တော်နှလုံးသားကျွန်တော်အုံနောက်ထဲမှာကျွန်တော်ဖြီးသူကိုကုညီရမှာဆိုတဲ့ဟာပဲအမြဲတမ်းရိုက်ထဲတာလေအဲ့တော့ကျွန်တော်အသိပညာနဲ့ကုညီနိုင်မှာကျွန်တော်ဒီကိစ္စကိုအရင်စိတ်ဝင်စားတဲ့အတွက်ဒီကိစ္စနိုင်ငံရေးကိုစိတ်ဝင်စားတယ်နောက်ကကြစစ်ရေးတွေကိုစိတ်ဝင်စားတဲ့အတွက်ကျွန်တော်ဒါပြန်လဲပြီးတော့ပြောဝေပြတယ်မြောက်ဝေတယ်ဒါကျွန်တော်ပြောဝေမြောက်ဝေတာတစ်ဖက်လူဆိုတော့သူတို့အတွက်ကတော့ကျွန်တော်အနောက်ဆက်ဖြစ်ကောင်းဖြစ်လိမ့်မယ်ဘာဖြစ်လို့ဆိုတော့သူတို့လိုချင်တဲ့ point မရောက်လို့ နော်လိုချင်တဲ့အားတွေကန့်လန့်နေဖြစ်နေလို့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပြနေတာအမှန်တရားတွေပဲကျွန်တော်ချပြနေတာဖြစ်တယ်။သူတို့ရဲ့လုံဆောင်ချက်တွေအကြီးတွေကိုကျွန်တော်မြင်ဗာပြောဆိုကျွန်တော်ဒီဟာပဲလေ့လာနေတာများနေနေစင်တိုင်းများဒါပဲစာပေဖတ်ရှုတယ်လေ့လာတယ်။အဲ့တော့ဒီရဲ့သုံးသက်ချက်ရဆိုလို့ချင်တော့ဒါနိုင်ငံရေး policy နိုင်ငံရေးလက်ွက်ကြီးတစ်ခုဖြစ်လာတယ်။နော်အဲ့တော့ကျွန်တော်အနေနဲ့ပြည်သူတွေအနေနဲ့တယောက်နဲ့တယောက် ဒါစိတ်ဝမ်းမခွဲပဲနဲ့ကိုပြည်သူပဲကိုပဲပြန်ပြီးကဲတင်ရမှာအစိုးရတွေကဲတင်နေဆိုတာမရှိဘူးလားတော့ရှိတော့ရှိမှာပေါ့ဗျာဒါပေမဲ့အခုမှမဟိုတေတဲ့လူဆယ်သိန်းရဆိုအခုတေသွားလို့လာပေးပြီးတော့တကြိုပြီးတော့မီးရှို့ရတာမှမဟုတ်တာနော်အဲ့တော့ဘယ်တော့ရမလဲမသိတာဒီအိမ်ဘယ်တော့ဆောင်မလဲမသိဒီလမ်းရဲ့ဘာညာဒါတွေကအများကြီးကသူတို့ရဲ့အစိုးရရဲ့ပတ်သက်ရတယ်အများကြီးရတော့ကျွန်တော်အစိုးရဘိုင်းနဲ့ထည့်မပြောဘူး နော်အခုကျွန်တော်ပုတ်လိကပိုင်းပဲဆိုကျွန်တော်တို့တွေဒါကယ်ယူနေတဲ့ဟိုကုညီပေးတဲ့ထောက်ပံ့ပေးနေတယ်ဆိုတာဒါကကျွန်တော်တို့ပြည်သူပြည်သူကျေးကုညီတာကိုဒါမနာလို့မချူးစိတ်နဲ့ဒါတယောက်နဲ့တယောက်စိတ်ဝင်ခွင့်တော့ပြောနေကြတာရှိတယ်ဒါကျွန်တော်ဆိုလဲကျွန်တော်နိုင်တဲ့အားလေးနဲ့ကျွန်တော်လုပ်တယ်ဒါဒါဒီနေ့ဆိုလို့ချင်တာမှာကျွန်တော်ဥဝေဇော်တို့ဘာညာဆိုရင်ဒါကျွန်တော်ဟိုပဇံက9000ရဲ့နောက်ကအထယ်ဝေစားတုတ်ရဲ့နောက်တစ်ခါကျတော့ဟိုတာဝတီဘက်ကအော်နေမော့ ရေးပြီးတော့လည်းလူတယ်ဦးစောနောင်တို့ဒေါ်ဆန္ဒဝင်းတို့ဆိုလည်းဒါ30တောင်ဒီဘက်က9တောင်เนาะဒီရန်ကုန်ထဲကလည်းဟိုတသိန်းတော့လူလိုက်တာနိုင်ရတော့တော့နိုင်ရတော့ရှိပြီတဲ့နဲ့ဒါတွေလည်းကျွန်တော်ဒီနေ့17ရက်နေ့เนาะ17ရက်နေ့ဆိုကျွန်တော်လက်လက်မခံတော့ပါဘူးအလူကိစ္စတွေငွေတွေပတ်စံတွေဘာညာကျွန်တော်စီကိုလူလို့မရတော့ပါဘူးအလူတယ်ဆိုလည်းကျွန်တော်လက်မခံတော့ပါဘူးဒါလေးတော့ပြောညာဘာဖြစ်လို့လဲဆိုတော့အဲဒီရေငလင်ပေးကိစ္စကိုကျွန်တော်ခဏနားလိုက်မှာဖြစ်ပါတယ်ကျွန်တော် ကျန်တဲ့အခြားကိစ္စလေးတွေရှိလို့ဒါလေးပြောခြင်းနဲ့အခုကျွန်တော်တို့ကဒီ price တွေလုတ်ပေးနေတာကလည်းကျွန်တော်တို့ရဲ့ဟိုတိုင်းပြည်အတွက်ပြည်သူပြည်သူချင်းကာကွယ်နေတဲ့စောက်ရှောက်နေတဲ့ဟာပဲဖြစ်တယ်အဲ့တော့နိုင်ငံသမားတွေကသူတို့မလို့ချင်းမချူစိတ်တွေနဲ့ပဲဒီလိုမျိုးပြက်ဟိုပြက်စီးတော့အောင်တောင်းနဲ့တောင်းမကူညီနိုင်မနဲ့ဒီစစ်ဆူရလက်ထက်အောက်မှာစေအိုချိုရဲ့အောက်မှာပြည်သူတွေဒုက္ခရောက်နေပါဆိုတော့ဖြစ်စေခြင်းနဲ့ဆန္ဒတွေတော့ရှိတယ်သို့တော်လည်းပဲကျွန်တော်တို့ကသူတို့ဖြစ်စေခြင်းတိုင်းဖြစ်ကျွန်တော်တို့ပဲဒုက္ခရောက်တာဗျဟုတ်လား ဖြစ်စေချင်တဲ့သူအဖြစ်စေဆိုရလေသူအချိန်တန်ဆင်းသွားမယ်လို့ပြောတာပြီးသားအချိန်တန်လို့ကျင်ရွေးကောက်ပွဲလုပ်ဝင်မယ်လို့ပြောတာပြီးသားဒါကိုကသူတို့ကဖြစ်နေတာဆိုတော့ကျွန်တော်လည်းပြောလို့မရဘူးဟိုဘက်ကပြက်ခတ်ရဆိုင်ဝေးတဲ့ဒီရွေးကောက်ပွဲမဖြစ်အောင်လို့အသေးတန်တွေတိုက်နေတယ်အသေးတန်တိုက်လို့မှတော့မဖြစ်ရွေးကောက်ပွဲမဖြစ်ရွေးကောက်ပွဲမဖြစ်ဗိုလ်ချုပ်ဝန်ကြီးမရအောင်လိုက်နောက်ထပ်တတလုံးခမရတို့အုပ်ချုပ်နေအောင်မှာပဲတိုင်းရအောင်ဆိုတော့ဒါမျိုးဖြစ်လေသူတို့တက်ကလည်းချီပွဲကြီးကောင်းနေပဲဒါကြီးကိုဗန်းပြလက်ညှိုးထုတ်ပြငွေရှာလို့ရလေပဲဒါလည်းနိုင်ငံရေးလက်ကွက်တွေဒါအမြင်လို့ကျွန်တော်ကပြောချင်ပေမဲ့တချို့တခါလေကြပြောမကောင်းလို့မပြောတာရှိတယ်နော်ကဲထားလိုက်ပါတော့ နောက်တစ်ခါကျတော့ pride တမားတွေအကြောင်းလေးပဲကျွန်တော်နိုင်ငံရေးနဲ့လှည့်ပြီးနိုင်ငံရေးနဲ့သုံးသပ်ပြီးပြောပြမယ်။အခုကျွန်တော်နဲ့တောင်တုံဘက်မှာရှိတဲ့ pride အတင်းတတင်းဆိုလို့ချင်းဒါကျွန်တော်တချင်းဆိုဖို့ဖိတ်တယ်။ကျွန်တော်ဖိတ်တဲ့ခါကျတော့အော်ဟုတ်ပြီကျွန်တော်တချင်းဆိုဖို့ဆိုရတဲ့ကျွန်တော်လူဖို့တန်ဖို့တက်သွားတဲ့ခါမှာသူတို့မန်တက်ဖြတ်လိုက်ရတယ်လို့ပြောတယ်။ဘာဖြစ်လို့ဖြတ်သိမ်းလိုက်လဲမေးတဲ့။အာကျွန်တော်ဖြတ်သိမ်းလိုက်ရောက်ရတဲ့ဒီအုပ်ချုပ်ရေးရုံးကစာဖို့လို့ဆိုတော့ဟုတ်လားအဲ့ဒီစာကိုကျွန်တော်ဖတ်ကြည့်လိုက်တော့အော်ဟုတ်တယ် ဟာလာဒါအောက်ချုပ်ရေးမှုရဲ့တာဝန်သာဖြစ်တယ်ဒီမှာအလူခန္ဓာတော့ငလင်ပေးအကြောင်းပြပြီးအလူခန္ဓာပါညာဒါပေမဲ့ဒီကားလေးကျွန်တော်တို့ဒါကျွန်တော်ရန်ကုန်နဲ့ပတ်တဲ့အချိန်မှာတွေ့နေတာပဲခလေးလေးလူငယ်လေးတွေဒါနေပူထဲမှာချွေးတန်ဆောဆောနဲ့ဆက်ကူဖာလေးတွေနဲ့ဒါငလင်ပေးတော့အလူခန္ဓာမှာတချို့တက်ကြီးရွယ်ရွယ်ငလူပေးတဲ့လူကအလူခန္ဓာဒီပရိုက်တာစိတ်လူငယ်လေးတွေပေါ်လာအောင်သူတို့လှုပ်ဆောင်ပေးရမယ်ဟမသူတို့ကရိုက်ချိုးသလိုဖြစ်နေတယ်ကျောင်းတော့ကုညီမှုရိုင်းမဲမှုတွေလို့ဒီငယ်ရတဲ့ကလေးတွေကနေပါစပြီးတိမ်မရမဲ့အချိန်မှာဒါမျိုးခွဲမပြူဆိုတော့ကျွန်တော်လည်းဒါဒီဒီအုတ်ချုပ်ရေးပန်းက ုံနည်းနည်းစဉ်းစားကြရည်ဖြစ်လာပြီနော်ဖြိုးရက်ွက်တွေမှာရှိပါတယ်ဟာလာဒီတကြံပြောဝဲရှင်ဝဲအတွက်အာဘာဝဲညာဝဲအတွက်ဆိုအလူပတ်ခန့်ညာလာအလူတွေပတ်ခန့်ညာလာဟာလာဟိုဒါလောင်းစားလုပ်တဲ့အိဒီဒူးစက်နဲ့မလုတ်ခင်းတဲ့အိနေတချို့အိနေဆိုရင်ဒါပတ်ဆိုင်အများကြီးထဲကြတဲ့အိနေဟာလာဟို ရက်ွက်ထဲမှာဟိုနေမှာလဲ အမျိုးမျိုးပြောဗျာဒါကြီးကျွန်တော်မပြောချင်ပါဘူးဒါလူကြီးတွေအစငယ်စငယ်မသိတဲ့လူမရှိဘူးဟုတ်လားအဲ့လိုလူတွေကဘာဖြစ်လဲဆိုတော့ရာဩဂရတွေလာတယ်ဦးလူလာဆိုပတ်သက်ရမှာထဲထဲထဲပြီးအစားဖို့တော့ဒီဩဂရတွေဒီလိုပရိဒါကြတော့သူတို့အကုန်ပိတ်ပြင်ညားတယ်နော်ဒါတွေကစိတ်မကောင်းစရာပဲအိုက်ဆာအိုက်ဆာတဲ့နေအကုန်လုံးဝင်နေဖြစ်တာရှိတယ်ကျွန်တော်စီလည်းပို့ပေးကြတဲ့လူတွေရှိတယ်အများကြီးပဲကျွန်တော်ခုလိုင်းတောင်းလိုချင်အကုန်တင်ဖို့ပေးမယ်ဟုတ်လား ဲ့ဒါလေးတော့ကျွန်တော်ပြောချင်အဲ့တော့ private site တွေကိုရိုက်မချိုးကြပါနဲ့ကိုကိုတိုင်းလည်းမလူချင်မလူပါနဲ့ဘာဖြစ်လို့လဲဟဟလာကိုကိုတိုင်းဟိုစေဦးတွေပြလိုက်ပတ်စံတောင်းလိုက်ဟိုခြံစည်းခတ်လိုက်ပတ်စံတောင်းလိုက်အိမ်အသစ်ဆောက်လိုက်ပတ်စံတောင်းလိုက်အိမ်ဖြတ်လိုက်ပတ်စံတောင်းလိုက်ရောင်းလိုက်ဝယ်လိုက်ပတ်စံတောင်းလိုက်အမျိုးမျိုးလုပ်နေကြကိုပေါ့လှုပ်စားတာလှုပ်စားဟုတ်လားလှုပ်စားတာလှုပ်စားဒါမဲ့အဲ့ဒီအကူတို့အဲ့ဒီဟာတော့ခင်ဗျားဝစ်လိုက်မှာပဲ ဒါတော့ကျွန်တော်ပြောပြတာပဲခင်ဗျာဟုတ်ကျမ်းမာရေးနဲ့ကုံကုံမကုံလို့ကျလူမျိုးနဲ့ကုံမမကုံလို့ကျအမျိုးမျိုးဘေးဒုက္ခနဲ့တွေ့ပြီးကုံမှာဘာဖြစ်လို့သူများတွေရမတရားဤသာနဲ့မောဒုက္ခတွေခင်ဗျားတို့စားတောက်နေကြလို့เนาะဒါတော့ကျွန်တော်တော့ကြိတ်စာတိုက်တာဒါရိုးရိုးလေးပဲပြောတာအာကျွန်တော် ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပရာဟိတသမားတွေကိုပရာဟိတသမားတွေကိုခင်ဗျားခွဲမပြုတာကလည်းဒါဆိုးကျိုးကောင်းကျိုးတော့ရှိမှာပေါ့ဗျာဆိုးကျိုးကောင်းကျိုးတော့ရှိမှာပေါ့ကောင်းကျိုးဘက်ကကြည့်မှဆိုလူငယ်လူရွယ်လေးတွေကိုတိတိကျကျလေးနဲ့အော်ဒါပရာဟိတစိတ်လေးပေါ်လောင်လှုပ်ဆောင်မပေးဘဲနဲ့နိုင်ငံမှာဒါကြောင့်လည်းပျက်စီးမှုတွေများတယ်လူငယ်လူရွယ်တွေအကြမ်းဖက်တွေဖြစ်ကုန်ကြတယ်အဲအကြမ်းဖက်တွေဝင်စိတ်ရိုင်းတွေဝင်လာကြတယ်ထမိန်တန်းတွေလန်းလာကြတယ်ဟိုဖုံးကြီးတွေခေါင်းတွေကတ်လာကြတယ်နော် ဒီမဟုတ်မဟုတ်တဲ့အတွေးအမြင်တွေအကုန်လုံးဝင်လာကြတာဒီအကြောင်းတွေပါတယ်အခုလက်ရှိဟလာအရင်ဒါအစိုးရတွေမပြောပါဘူးရခေဖြစ်သွားတဲ့ kids ကိုအကုန်လုံးသိတယ်ဖုန်ကြီးရဟန်းတန်ကားလေးတလန်းအကုန်ဆွဆွတက်ကြဖြတ်ကြတယ်နဲ့ဒီလိုဟာတွေအများကြီးကြုံတွေ့ကြရတယ်เนาะအဲ့ဒါဒီလူငယ်တွေကိုလမ်းကောင်းလမ်းမှန်ကိုမဖို့နိုင်လို့ဖြစ်တာအခုဆိုပရိုက်တာလေးတွေအားတရားနဲ့တကူကြီးရိုင်းမင်းတဲ့စိတ်လေးတွေပေါ်လာတော့ဒီအခုလက်ရှိအုပ်ချုပ်ရေးပိုင်းနေရာမှာပို့ဆောင်လာမှာဒါတွေကို ဟိုလက်မခံဘူးဆိုတော့ကျွန်တော်အနေနဲ့လည်းဒါစဉ်းစားစရာလည်းဖြစ်တယ်လို့မိကုံးထုတ်စရာလည်းဖြစ်တယ်စိတ်မကောင်းဘောဗျာဟုတ်လားဒီပရိဒါကိုလှုပ်ဝေးနေတဲ့မခိုင်နှင်းဝေးတို့ဘာအများကြီးပဲရှိကြတယ်ဒါတွေကိုလည်းတိုက်ခိုက်နေနိုင်ငံကြီးကတိုက်ခိုက်နေတာကိုလည်းအားလုံးသိစေခြင်းနဲ့အားလုံးလည်းဒါကိုတတိချက်စေခြင်းနဲ့ဒါတက်ဆိုင်ရဟိုရက်ကွက်အုတ်ချုပ်ရေးတွေမှာစပြီးဒီလိုလှုပ်ဆောင်တာကကျွန်တော်အနေနဲ့ဒါအမှန်တန်စိတ်မကောင်းဖြစ်ရတယ်။ဘာဖြစ်လို့ဆိုလူငယ်လူရွယ်တွေရဲ့အကျင့်စာရိတ္တတွေဒါတယောက်နဲ့တကူညီရိုင်းမြှုပ်မှုတွေကိုပတ်မိုးမှုမပေးဘဲနဲ့ဒါဖြက်စီးပစ်တယ်လို့ပဲကျွန်တော်အနေနဲ့ယူဆတ ယ်ဒါဒီကြက်တစ်ဖက်မှာတော့ဆိုးကျိုးရှိတယ်ဆိုးကျိုးနဲ့ကောင်းကျိုးကနှစ်ခုရှင်တွဲနေတဲ့အတွက်ကောင်းကျိုးကြီးပဲကြည့်ကြမလို့ဆိုးကျိုးဖြစ်လာမှဆိုရင်ဥပဒေပေါင်းနဲ့ထိမ့်သိမ်းရမယ်ဆိုတော့အနေထားကိုလည်းလှုပ်ဆောင်မှာဖြစ်တယ်တချို့ကဒါကိုကတ်လန်တိုက်ပြီးပြောမယ်ဟိုကလေးကလားအတွင်းနဲ့စင်ကြီးလာပေးအောင်မယ်ဒါဆိုးကျိုးတွေဒီလိုဖြစ်မယ်ဆိုးကျိုးကိုဥပဒေနဲ့ကားရမယ်ကောင်းကျိုးကိုမျှော်ဝေပေးရမယ်ဆိုတာလေဒါတခါတည်းအုံနောက်နဲ့တည်အောင်လို့တခါတည်းပြောရင်းနဲ့ပဲအားလုံးနှုတ်ဆက်ပါဗျာအားလုံးကျမ်းပါပါစေချမ်းသာပါစေနော်လူရတွေပြည့်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာစီရေးတဲ့ရင်နောက်မှပြောပြမယ် 哎呀，有几大的气嘞！